ဘုံဘဝအမေမရှိဘူးအဖေရှိတယ်ဆင်းရဲတယ်ဒါပေမဲ့เจ้าကိုစုံအောင်တက်ခရရတယ်ဒီတော့ဘုံဘဝငငယ်လေးဆိုရဲစိတ်ကူးရှိတယ်ဘုံဘုံမြန်တနေ့နေ့တချင်ချင်းမှာကိုခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ရင်ပေါ့နော်ပရာဟိတအကြောင်းဖွင့်မယ်ကလေးတွေလက်ခံတဲ့နေရာမှာအဓိကတော့ဆရာတော်ဆင်းရဲတဲ့ကလေးပြီးတော့မိဘမဆုံးတဲ့ကလေးတွေအဲ့ဒီကလေးတွေကိုအဓိကထားပြီးတော့လက်ခံတယ်တကယ်တော့မဦးစင်းရှိမှာ2010 2013ခုနှစ်ကြီးအများကြီးပဲ ဆရာမဖြစ်နေတပည့်တွေလည်းအများကြီးပဲဆရာဟောစသားရေ မျိုးစုံပေါ့နော်ဖြစ်နေတဲ့တပည့်တွေအများကြီးရှိပါတယ်ဘုရားကတို့တွေကိုအများကြီးမတောင်းဆိုသမီးတို့တွေအကဲရွေးအရွယ်ရောက်လာလို့တတောင်းတနေရာမှာလူကြီးဖြစ်ခဲ့လို့ရှိရင်ဘာသာမရွေးဒုက္ခဖြစ်နေတဲ့သူတွေကိုစောင့်ရှောက်နိုင်အောင်ကြိုးစားပြီးတော့အဲ့လိုစောင့်ရှောက်တဲ့နေရာမှာလည်းပဲဂုံပကဒနာဂုံကိုမျောမှန်းပြီးတော့မစောင့်ရှောက်နဲ့ ဘဝငငယ်တော့ဆင်းရဲတယ်ဆင်းရဲတော့ဘဝအဖေနဲ့နေခဲ့တော့အမေတော်ကိုမြင်ဘူးမြင်တော့ဘုန်းတော်ငယ်တော့အဖေရဲ့ဘာလို့ခြင်းလဲဆိုတော့လေဝဲမပေးခဲ့ဘူးမကြိုက်ရဘူးပေါ့နော်ကြောင်းသွားတော့မှစစ်စစ်ရဲ့အကြောင်းကိုတက်ခဲ့ရတာပေါ့အဲ့လိုကြောင်းတက်ခဲ့တဲ့ဘုန်းတော်ဟိုမိဘတွေရလည်းပဲဟိုဘယ်လိုကောင်ပြပြစုံတော့ကြောင်းမထားနိုင်ဘူးလေကြောင်းမထားနိုင်တော့ကြောင်းမထားနိုင်ဘူးဆိုပေမဲ့ဟိုကြောင်းတက်ခဲ့ရတယ်ပေါ့ဘုန်းကြီးတို့လေအဲ့လိုကြောင်းတက်ခဲ့ရတဲ့ခါမှာ ။နောက်ဘုန်းကြီးဒီဆဲတဲ့လဲဆဲတဲ့နဲ့ပါပေါ့လေဆရာတော်ကဒီသာသနာဘုန်းနဲ့ဝင်ခဲ့တာ။ဆိုတော့ဘုန်းဘုန်းကအမေမရှိဘူးအဖေရှိတယ်။ဆင်းရဲတယ်။ဒါပေမဲ့ကြောင်းကိုစိုးအောင်တက်ခရရတယ်။ဒီတော့ဘုန်းဘုန်းကငငယ်လေးဆိုရဲစိတ်ကူးရှိတယ်။ဘုန်းဘုန်းမြန်တနေ့နေ့တစ်ချိန်ချိန်မှာကိုခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ရင်ပေါ့နော်ပရာဟိတကြောင်းဖွဲ့မယ်။ဘောကုန်းနိုင်ငံသားမှာကြောက်တက်တာလည်းပဲပရိုက်တာနဲ့ပတ်သက်တဲ့ဘွဲ့ကိုပဲယူလာခဲ့တာ ဒီတော့အဲ့ဒီကလေးတွေကိုဆရာတော်လက်ထက်မှာငငယ်တော့ဟာအဖေကိုပူဇော်လို့မရခဲ့တဲ့အရာဌာနတွေကိုဖုံဖုံလို့တိတ်ငင်းမသွားရအောင်ဖုံဖုံလက်ထက်မှာအဲ့ဒီကလေးတွေပူဇော်သမျှကိုအကုန်ဖြစ်စေပြီးတယ်အဓိကအယူအချက်ကတော့ဖုံဖုံကတော့ဘာပဲဖြစ်ဖြစ်လေနော်မိဘဆင်းရဲပေမဲ့ဟိုလမ်းမှန်တကူတော့ဟိုရှောက်နိုင်သွားတာပေါ့သူတို့လေးတွေလမ်းပေးမှာလမ်းမှန်ကိုမရှောက်နိုင်မှာစိုးလို့သူတို့တွေတခုခုမာယုံသွားရင်နိုင်ငံအတွက်လည်း မကောင်းဘူးမိဘအတိုင်းဝိုင်းအတွက်လည်းမကောင်းဘူးပေါ့ဒီတော့အဲ့ဒီကလေးတွေဘဝအကြောင်းမှာခေါ်ထားတဲ့နီးမှန်လမ်းမှန်နဲ့ဘဝလေးတွေကိုကောင်းကောင်းမွန်မွန်နဲ့ရွေးရွေးချယ်ပြီးတော့သူတို့ဘဝကိုသူတို့စုံစမ်းတိုင်အောင်ရှောက်လန်းပြီးတော့အကောင်းဆုံးလေးတွေဇာတိတာကောင်းကောင်းမွန်မွန်နဲ့နိုင်ငံဘာကောင်းတယောက်ဖြစ်အောင် ပေါ့လေနော်ဘဝတော့စူးစမ်းပြီးတော့ဘေးရပံပိုးမှုအပြည့်နဲ့ဖြစ်စေခြင်းလို့အခုလိုပရာဟိတာလေးကိုထောင်းပြီးတော့သူတို့လေးတွေကိုစောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။၅နှစ်၆နှစ်က KG ကနေစပြီးတော့ တက္ကသိုလ်ကြီးရှိပါတယ်ခလေးတွေလက်ခံတဲ့နေရာမှာအဓိကတော့ဆရာတော်ကဆင်းရဲတဲ့ခလေးပြီးတော့နှိဗမဆုံးတဲ့ခလေးတွေအဲ့ဒီခလေးတွေကိုအဓိကထားပြီးတော့လက်ခံတယ်ဘုံဘုံကြောင့်မှချမ်းသာတဲ့ခလေးလာထားတယ်ဆရာတော်ကသူတို့ကြတော့မိဘတွေကချမ်းသာတော့ခလေးတွေကိုတစ်ခါလေးစုံမတာအဆင်မပြေဘူးလေနော်အဲမျက်နှာပြည့်စရာလည်းဖြစ်မှာဆိုလို့ဘုံဘုံချမ်းသာတဲ့ခလေးတွေကိုလက်မခံဘူးဆင်းရဲတဲ့ခလေးမိဘမဲ့ခလေးတွေကိုပဲလက်ခံတယ် ူတို့တွေကိုပဲအဓိကထားပြီးတော့ပြုစုပြောင်းထောင်ပေးတယ်။အဲ့ဒါပဲဟိုချမ်းသာတဲ့ကလေးတွေကိုဟိုမိုင်းရိုင်းလို့တို့ဘာလို့အဲ့လိုဆန္ဒမရှိပါဘူး။ဒါပေမဲ့ဒီကိုရောက်တဲ့ခါကျတော့သူတို့သူတို့ကကလေးတွေကိုလာလာတွေ့တယ်တနည်းမွေးဘူးတယ်။မွေးဘူးတော့သူတို့တွေကအတူတူကလေးတွေရှိလာတယ်အစာတောက်တွေပို့တယ်ဆိုတော့ဘေးကမိဘမရှိတဲ့ကလေးတွေကသူတို့ကိုကြည့်ပြီးတော့စိတ်ဒဏ်ရာတွေရတယ်ငိုတယ်အဲ့ဒီနေ့ကနေစပြီးတော့နောက်နေ့ကိုလောကလမ်းမခံမနေအဲ့လိုနေတာပါအခုချိန်ထိပါ တကယ်တော့မဦးစင်းရှိမှ2012 2013နှစ်စပြီးယခုတိုင်ကြီးအများကြီးပဲဆရာမဖြစ်နေတပည့်တွေလည်းအများကြီးပဲဆရာဝန်စစ်သားရဲမျိုးစုံပေါ့နော်ဖြစ်နေတဲ့တပည့်တွေအများကြီးရှိပါတယ်အဲယခုလည်းရှိရတော့ဘုံဘုံအကြောင်းပါတန်ခါအဒီအကုန်လုံးပေါ့လေပရိဒါကလေးကြီး60ကျော်ရှိတယ်အဲ့ဒီထဲမှာတကယ်တော့ကိုသွားပြီးဒေးတက်နေကလေးက6ယောက်ရှိတယ်အဝေးတင်က10ယောက်ရှိပါတယ်ခမိုင်းသူတို့ရဲ့ဘဝလေးတွေ စာကိုစုံနိုင်အောင်တိုက်အောင်ပေါ့နော်တချို့ကတွေးလိမ့်မယ်အဖိုးကပတ်သက်ရှိလို့ဖိုးကတကယ်တော့ပတ်သက်မရှိပါဘူးစုတာပေါ့စုဆောင်တတ်တာဖိုးကကြောင်းမှာစုဘူးလေးနေနေစုတယ်ဒါကတက္ကသိုလ်ဒေးចောင်းသားတွေအတွက်တပတ်ကအဝေးသိမ့်ចောင်းသားတွေအတွက်တပတ်ကဘုံဘုံចောင်းမှာပရိဒါခရီးတွေအတွက်အဲတပတ်ကတော့ចမ်းမကြီးချမ်းမကြီးဆိုပြီးတော့ဘုံတရားဝဲမှာရသမျှငွေလေးတွေကိုအိုက်တယ်ပေါ့မြေးတယ်မယ်ထဲ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 ပြီးတော့အဲ့လိုစုဆောင်ပြီးတော့ထားရတာပါ ပတ်သက်နေရှိလို့မဟုတ်ပါဘူးခင်ဗျာသူတို့ရဲ့ဘဝလေးဒီမှာပြောနိုင်စွန့်နိုင်ရမယ်ဘဝကသူတို့တွေကိုအများကြီးမတောင်းဆိုသမီးတို့တွေအကဲရွေးအရွယ်ရောက်လာလို့တတောင်းတနေရာမှာလူကြီးဖြစ်ခဲ့လို့ရှိရင်ဘာသာမရွေးဒုက္ခဖြစ်နေတဲ့သူတွေကိုစောင့်ရှောက်နိုင်အောင်ကြိုးစားပြီးတော့အဲ့လိုစောင့်ရှောက်တဲ့နေရာမှာလည်းပဲဂုံပကဒနာဂုံကိုမျောမှန်းပြီးတော့မစောင့်ရှောက်နဲ့ဘုံဘုံသမီးတို့ကိုဘဝလေးတွေကိုပြည်လဲဖို့လမ်းမှန်း ဘဝကြီးမှာခကြီးမှာလမ်းလျှောက်တဲ့အခါမှာပြည့်ပြည့်စုံစုံနဲ့လမ်းလျှောက်နိုင်ဖို့အဓိကထားပြီးတော့ဆောင်းလျှောက်တယ်လို့တမီးတို့လက်ထက်မှာလည်းပဲအဲ့ဒီလိုမျိုးလေးတွေဆောင်းလျှောက်နိုင်ရမယ်ဆိုတဲ့ရွေချက်ကလေးလည်းသိစေချင်လို့အခုလိုတက္ကသိုလ်ကြီးမှာကြောင်းထားခြင်းလည်းဖြစ်ပါလေခင်ဗျာဘဘဝရဲ့ရွေချက်ကိုလည်းသူတို့ပြုတ်ပြတယ်ခဲ့တမီးတို့သားတို့ရေဖွဲ့ရရပြီးဘာတွေလုပ်ချင်လဲတချို့ကလည်းပဲသူတို့လုပ်ချင်တာလေးပြောတယ်ဒါပေမဲ့သူတို့ရဲ့ character ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့တမီးရဲ့တမီးရဲ့ character နဲ့တော့အဆင်ပြေနိုင်ဘူး ဒီတော့တခြားအလုပ်ကလူရွေးလို့အဆင်ပြေမလားအဲအဲ့လိုလေးပဲတချို့ကြောက်လည်းအဆင်ပြေတော့သူရဲ့ဆန္ဒတိုင်းလောက်ခိုင်းလိုက်ပါတယ်ခမိုင်းဘုံရတော့ဘုံရတော့ပန်ပိုးဖို့လောက်ပြီးတော့ဘုံဘုံကြောက်လူချင်းနေဆိုလို့ရှိရင်တော့ဘုံကဝုဒုငွေလူမဲ့အစားဘုံဘုံကြောက်မှာစံတို့စီတို့မိဖို့ကြောင်သုံးပြီးစီတယ်စာအုပ်ပေါ်ပဲခဲတဲ့အဝတ်အစားတွေကိုကိုယ်တိုင်ကိုကြအဲ့လိုမျိုးလေးလှူတာကိုပို့ပြီးတော့နှစ်သက်တယ်ပို့ပြီးတော့လက်ခံမိုင်းခမိုင်း ဲ့လိုမျိုးတွေဆိုတော့ဘုန်းကြီးအများကြီးကျူးဆိုပါတယ်။အဲ့လိုမျိုးကလေးတွေဆိုလို့ရှိရင်ဘုန်းကြီးသာလမ်းပြီးတော့ဆက်သွယ်လိုက်ပါ။အဲ့လိုဆက်သွယ်တဲ့အခါမှာအကဲပဲမလာနိုင်ဘုန်းတော်ကိုယ်တိုင်လာခေါ်ပါမယ်ခမကြီး။လာခေါ်ပြီးတော့မှသူတို့ဘဝလေးတွေကိုရှေ့ရည်အတွက်အများကြီးလှုပ်ပြီးပေါ့ရှိပါတယ်။ဒီတော့ဆင်းရဲတဲ့မိဘတွေ၊ကြောင်ပဒတိုင်းတဲ့မိဘတွေအကုန်လုံးအခက်ခဲရှိနေတဲ့မိဘတွေဖယ်ပြီးမှမစိုးအစားဆုံးကြောင်ထားပေးပါတယ်။ဂယူဆိုင်ပေးပါတယ်။လာရောက်ပြီးတော့ မထားခဲ့မှမိမိရဲ့ကလေးလေးကိုထားခြင်းနဲ့ဆိုရှင်လာရောက်ပြီးတော့လေ့လာပါဆုံးဖြတ်ပါတင့်တော်တယ်ဆိုမှလာပြီးတော့ထားလို့ရပါတယ်ခမိုင်ဘမိုးဆက်သွယ်တယ်ဆိုလို့ရှင်တော့ဘမိုးရဲ့ဖုန်းနံပါတ်ကလေးဖြစ်တဲ့09962968685ကိုဆက်သွယ်ပြီးတော့ဘမိုးเจ้าမှာထားလို့ရပါတယ်ခမိုင်အပိထီတောင်းဝင်ယူပြီးတော့လောက်ပြီးသွားပါမယ်ဘမိုးတို့နေရာလေးစားကတော့ဘမိုးတို့အရာရီတိုင်းမြောင်ခရိုင်ကျန်ကင်းမြို့နယ်928လူငယ်ပရိဒါဖွံ့ဖြိုးရေးကြောက်တိုင်ကြောက်တိုင်ကြောက်တိုင်ကြည်ဝ ဘုံတို့ကြံငင်းမျိုးဖြစ်ပါရဲ့